ကိုချင်းသီလရှိအောင်မလုပ်ရဘူးကိုချင်းသီလရှိအောင်လုပ်ရမယ်အချက်နှစ်ချက်ရှိတယ်ဘယ်ရပဲဖြစ်ဖြစ်ပညာနဲ့ထင်ရမှာဖြစ်တယ်ကိုချင်းသီလကောင်းဖို့အတွက်စဉ်းစားရမှာနှစ်ခုကိုချင်းသီလပြပြချင်းရဲ့အပြစ်ကိုချင်းသီလရှိခြင်းရဲ့အကျိုးအဲ့ဒီနှစ်ခုကိုဆင်ញင်ဖို့လိုတယ်ပေါ့ဆင်ញင်နေဆိုတာကိုရင်ထဲမှာကိုချင်းသီလပြပြသွားရင်ဘဝဟာဘယ်လောက်ထိအောင် နှုံချသွားနိုင်တယ်သူ့ရဲ့အပြစ်ကိုကျင်းသီလပြတ်သွားလို့ရှင်ဘလောက်ပဲလောကမှာဆက်ဆရာကောင်းသွားနိုင်တယ်ဆိုတာကိုနံပါတ်1တွေးတော်ရမယ်ဆင်ခြင်ရမယ်ကိုကျင်းသီလပြတ်ခြင်းနောက်ဘဝငရေကြတာတွေမကြတာတွေသာထားကိုမသိဘူးဒီဘဝမှာတင်ကြည့်လက်ရှိဘဝမှာလည်းပဲကိုကျင်းသီလပြတ်ပြားသွားပြီဆိုရင်ငါဟာလူအတိုင်းဝိုင်းထဲမှာအထူးသဖြင့် လူအတိုင်းဝိုင်းဆိုတဲ့ထဲမှာဂုံသိက္ခာရှိတယ်လူအတိုင်းဝိုင်းထဲမှာကိုယ်ဟာမဝင်ဆန်းတော့ကိုယ်ရဲ့သီလပြတ်ပြတ်သွားလို့ဂုံရှိတည်ရှိဘဝနဲ့ခေါင်းမော့ခါကော့ပြီးမွေးနိုင်ဘူးကိုယ်ရဲ့သီလမကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာအောက်တန်းနောက်တန်းရောက်သွားနိုင်တယ်ဒါကြောင့်မို့ကိုယ်ရဲ့သီလမရှိခြင်းရဲ့အပြည့်ဟာဒီဘဝတည်းမဲ့တို့တွေလူရမကွေးနဲ့ဘဝမျိုးရောက်ရှိနိုင်တယ်နောက်အကျိုးကိုဆင်ခြင်စဉ်းစားကြည့်လိုက် ကိုချင်းတိလာရှိလို့ရှိဘယ်ပရိသတ်ထဲသွားသွားဘယ်အတိုင်းဝိုင်းနဲ့ဝင်းဝင်းကိုဟာမဟုတ်တာမလုပ်တဲ့လူတယောက်ဆိုအခုမရှိတယ်။သိခါသမารီရှိတဲ့ပုဂ္ဂိုလ်ဖြစ်အလုံးကလက်ခံဝင်ဆန်းနေကိုရဲ့တရင်နေဟာလဲကောင်းတဲ့မဲ့ရှိတယ်အဆိုးမရှိဘူး။ဒါကိုချင်းတိလာကောင်းခြင်းရဲ့အကျိုးတရားလေးတွေ။အဲ့ဒီအပြစ်နဲ့အကျိုးကိုတွေးတော့ဆင်ခြင်ခြင်းအချင်းလည်းပဲ ကိုကျက်သီလထိမ့်သိမ့်မှုအတွက်အင်အားတွေရလာနိုင်ပါတယ်တာကတခုနောက်တခုကပါတော့ဆိုလို့ရှိရင်ကိုကျင်းသီလကောင်းမှုရအတွက်ရှင်းတဲ့နှလုံးထဲမှာရှိတဲ့စိတ်နေသဘောဓာတ်နှစ်ခုရှိတယ်တခုကပါတော့ဆိုရင်ဟိရီတခုကဝတ္တပရှိသည်ဟိရီဆိုတာကိုကိုယ်တိုင်ကမဟုတ်တာမလုံးချင်တဲ့စိတ်တဲ့ကိုကိုယ်တိုင်ကလူသိသည်ဖြစ်စေမသိသည်ဖြစ်စေ မဟုတ်တဲ့လုံရက်ကိုမလုံတဲ့နဲ့အလုံတွေဆိုလို့ရှိရင်ယွန်ရှာတဲ့စိတ်ထက်ရှိရစိတ်ထဲမှာမိပြီးတော့ဖြစ်တာဟိရီညမလို့ပြန်တဲ့အခါရှက်တယ်လို့ပြန်တယ်မဟုတ်တာလုံရမှာရှက်တယ်ယွန်တယ်မဟုတ်တာမလုံဘူးဆိုတဲ့တိအင်္ဂလိပ်လို shame လို့ပြန်တယ်ပေါ့နော်အဲ့ဒါကရှက်တယ်ဆိုတော့နှစ်ခုရှိတယ်လူကြတဲ့ထစကားမပြောရင်လည်းရှက်တတ်တယ်လို့ပြောကြပြန်ဒီနေရာမှာရှက်တယ်ဆိုတာဟာ မဟုတ်တာလောက်အောင်ဆက်တာကိုပြောတာအဲ့ဒီမဟုတ်တာမဟုတ်တဲ့အလုပ်ကိုဘယ်တော့မှမလုပ်ဘူးအဲ့ဒီဟိရိရဲ့ဥတ္တပဆိုတာပဝန်းကျင်ကိုလေးစားတယ်ရှုသေးတယ်ဥပမာကျောင်းသားတွေဆိုရင်ဆရာတွေကိုလေးစားတယ်ရှုသေးတယ်ဆရာရှိမှဆိုရင်အပြောဆိုကစပြီးပို့ပြီးတော့ဆင်ញင်ကြတယ်အဲ့ဒါလို့ပဲဥတ္တပရဲ့သဘောကကိုယ့်ပဝန်းကျင်ကိုလေးစားတယ် ကိုမဟုတ်တာလုပ်ရင်ဘဝဉ္စင်မှာကိုသိခါကဲမဲ့လိမ့်မယ်ဆိုတာသိပြီးတော့နေစားတာပါဠိလိုတော့ဩတ္တပဆိုတာဒီဩတ္တပဆိုတဲ့စကားလုံးကိုအင်္ဂလိပ်ကတော့ဖီယလို့ပဲပြန်တယ်ပေါ့မောရဲဖီယလို့မောရဲ shapeness နဲ့မောရဲ fearness ဒီနှစ်ခုပြန်တာအဲ့တော့ကိုจิตတရားနဲ့ပတ်သက်ပြီးတော့ဆက်တတ်သူကိုจิตတရားနဲ့ပတ်သက်ပြီးတော့၆တတ်သူ အဲ့ဒီနှစ်ခုရှိလို့ရှိရင်ကိုကျင်းသီလပြည့်စုံတယ်လို့တို့ဆိုလို့တယ်အဲ့တော့ကိုကျင်းသီလကိုတိဆောက်မယ်ဆိုလို့ရှိရင်ဒီနှစ်ခုကိုအဓိကထားပြီးတော့တိဆောက်